လုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဘာစီလိုနာတင်းကဆေးရသည့်အတွက်သူဂူရီယာနေစပြီးတော့မှကစားသမားပြောင်းဆွေတွေကလှုပ်ဆောင်နေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါအေဂျင့်တွေကစပြီးတော့မှကျွန်တော်အားကစားဒရိုက်တာဒီကိုရိုနဲ့စပြီးတော့မှစကားတွေပြောနေတဲ့အနေထားတွေဒီလိုအတန်တွေကြောကြားနေရပြီဒါပေမဲ့လည်းဘီကစားသမားတွေကဘာစီလိုနာကိုရောက်လာမယ်ဆိုတော့မသေးကြပေမဲ့လည်းအခုချိန်မှာတော့ကစားသမားတော်တော်များကဘာစီလိုနာနဲ့နမိတ်တွေထွက်လာပြီဘာစီလိုနာဘဲကကြည့်မယ်ဆိုလဲဒီဘန်ဒါရေးခတ်ထေက ဒီအချက်တွေကကျွန်တော်တို့တွက်နည်းနည်းလေးပြေရောတဲ့အနေထားပဲဖြစ်လာတဲ့အနေထားမှာကစားသမားခေါ်ယူမှုပိုင်းမှာလည်းပို့ပြီးတော့မှငကိုထငကိုအားထပ်ပို့ပြီးတော့လှုပ်ဆောင်လို့ရလာတဲ့အနေထားတက်စီနေပြီဒီလိုအနေထားမှာဘာစီလိုနာနဲ့ဇက်တိုက်နာမည်ထွက်နေတဲ့ကစားသမားပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့နံပါတ်1တော့နေမအောင်ဖယ်ထားရမယ်ဒီကစားသမားကအမြဲတမ်းနာမည်ထွက်နေကြကစားသမားဒါပေမဲ့လည်းဒီအခုကျွန်တော်တို့နာမည်နောက်ပိုင်းမှာဇက်တိုက်ဘာစီလိုနာနဲ့နာမည်ထွက်တာကကျွန်တော်တို့အသလက်တစ်ကပြပါကိုသင်ကနီကိုဝီလီယံဒီကစားသမားကဘာစီလိုနာနဲ့ ဒီရာသီစမတည်းကနေဘာစီလိုနာကိုရောက်မယ်ဆိုပြီးတော့ကျွန်တော်လုံးဝခင်ကြီးပေးခံတဲ့ကစားသမားဒီလာမေယာမားရဲ့ဒီပြောမယ်ဆိုရင်သူနဲ့ကောင်းဆုံးတငယ်ချင်းတယောက်လို့ဖြစ်လို့လည်းပြောလို့ရတာပေါ့နော်ဒီနိုင်ငံပွဲတွေမှာဆိုလဲတူတူခြေစွမ်းပြတယ်တခါနဲ့နေတယ်လို့လည်းကျွန်တော်တို့ကြာတိရတဲ့တငယ်ချင်းပေါ့ဒီကစားသမားလာမေယာမားကလည်းဒီကစားသမားလေးလိုချင်တယ်အခုဒါလာပေါ်တာကိုရာသီစမတည်းလည်းခေါ်ယူဖို့အတွက်တိုက်တွန်းတာစီတဲ့လာပေါ်တာကလည်းဒီကစားသမားကိုဒီကိုလွတ်ပြီးတော့မှစီယုံသိမ့်သွင်းတဲ့အပိုင်းတွေမှာကျွန်တော်ကြားခဲ့ရတာဒါပေမဲ့လည်းအစုံသက်မှာတော့ဒီကစားသမားကဘာစီလိုနာကိုမရောက်လာဘူးဒီ သူစာချုပ်သက်တမ်းပြန်တိုးပြီးတော့မှပဲဒီတလက်တက်ပြီးပါအောင်မှာဆက်နေခဲ့တယ်။ဒါပေမဲ့လေကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကဒီလာမဲ့နှွေမှာဆိုကျွန်တော်ပေါင်တန်း60လောက်ပဲစီတော့မယ်နေထား။ဒီလိုနေထားမှဒီကစားသမားကလည်းဘလို့မဆိုပါဆီလိုနာနဲ့တခါခုထပ်ပြီးတော့မှနာမည်ကျွန်တော်ထပ်ထွက်လာပြီ။နာမည်ထွက်လာတဲ့အနေထားတွေဖြစ်နေပါတော့။ဒါနံပါတ်1ကစားသမားတယောက်အနေနဲ့သူပြောလို့ရတယ်။ပြီးတော့မှကျွန်တော်တို့ဒုတိယတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲလွန်ခဲ့တဲ့တရက်နေ့ကပဲလုံးဝနိုင်ငံခြားပေးတော်တော်များများတင်နေတာတွေ့လာတာကဒီလီဗာပူးသင်းရဲ့တောက်မှကစားသမားလူဝစ်တီရဲ့ ဒီကစားသမားကလည်းအမတိုင်းပြောရင်ဘာစီလိုနာကိုအင်မတန်မှစိတ်ဝင်စားတဲ့ကစားသမားမျိုးဟောနှစ်ခုနှစ်ခုသူ့ရဲ့အင်တာဗျူးတော်တော်များမှလည်းဘာစီလိုနာမှာကစားခြင်းတဲ့အကြောင်းနဲ့မကြာခဏဖွင့်ပြောတဲ့ကစားသမားဘာစီလိုနာကိုသူကစိတ်ဝင်စားတဲ့ကစားသမားမျိုးဒီကစားသမားလည်းအခုဆိုရင်ကျွန်တော်ပီကေရက်ပိုင်လေးမှာလုံးဝဘာစီလိုနာနဲ့ဇက်တိုက်တင်းနေတက်နေတယ်ပြောမဆိုလီဗာပူးမှာအခုဆိုတော်တော်များကစားသမားတွေဒီနှစ်မှာလီဗာပူးနှစ်ကုန်မှာထွက်မယ်ဆိုတဲ့တင်းနေကြားနေတယ်ဒီနေရာမှာအာနိုလိုဘန်ဒိုင်တို့ကအဆပေါ်တော့ဒီတော်တော်များကလီဗာပူးဒီနှစ်မှာဆုံးဖြတ်သွားမယ်နေတာတရက်ကိုကျွန်တော်မြင်တွေ့နေရတယ် ဒီလိုအနေထားမှာဒီကစားသမားအပဝင်ပေါ့နော်အခုဆိုဘာစီလိုနာနဲ့သူကလုံးဝသတင်းကြီးနေတယ်ဒါပေမဲ့သူ့ရဲ့တန်ကြီးကပြောမဲ့ဆိုရင်တော့လီဗာပူးဘက်ကတော့ဘလို့မဆိုသား90ထားထမှာခေါ်လာတဲ့ကစားသမားမျိုးဒီကစားသမားကလည်းဘာစီလိုနာနဲ့သတင်းကြီးနေတယ်ထပ်ပြီးတော့မှနောက်တစ်ယောက်ကျွန်တော်တို့ဒါနောက်ဆုံးကစားသမားတစ်ယောက်ကလေးကြတော့ကျွန်တော်လီဗာပူးစင်ကစားသမားဂျွန်နသန်ဒတ်ဒီကစားသမားတော့ကျိန်းနေတာကတော့လုံးဝဘာစီလိုနာကိုရောက်လာမယ့်ကစားသမားဒီ၃ယောက်ထဲမှာပေါ့နော်တရားရကန်နှုံးကျွန်တော်အထင်နဲ့တရားရကန်နှုံးအပြည့်အဝဘာစီလိုနာကိုရောက်လာမယ့်ကစားသမားလို့မြင်တယ် ဒီကစားသမားကရာတီကုန်မှာဘာစီလိုနာအလွတ်ပြောင်းဆွေးခြင်းနဲ့ပြောင်းလာမယ်ကစားသမားသူကတော့ကျင်းနေနေပြီဘာစီလိုနာနဲ့ဒီစာချုပ်စာတမ်းကိစ္စတွေမှာတော်တော်များများလေစကားပြောတာပွားပြီးအေဂျင့်နဲ့ဒီနောက်ဆုံးအဆင့်ထိလဲဆွေးနွေးတော့ပြီလို့ကျွန်တော်ကြားသိရတဲ့ကစားသမားဒီကစားသမားကမကြခင်မှာဘာစီလိုနာကိုဒီရာတီကုန်လာနဲ့ပထမအုံဆုံးအနေနဲ့ဘာစီလိုနာခေါ်နိုင်တဲ့ကစားသမားဖြစ်လာမယ်ကစားသမားဒါကကျင်းနေတယ်ဒါကျွန်တော်တို့တောက်ကြည့်မယ်ဆိုရင်ဂျာမနီနောက်ခံကစားသမားပေါ့နော်ဒီလီဗာပူးစီရင်အတိကအားထားတဲ့နောက်ခံကစားသမားတအုံဖြစ်တယ်တကယ်လည်းကောင်းတဲ့ကစားသမားအသက်ရွယ်ကြည့်မယ်ဆိုရင်အသက်29နှစ်ရွယ် ဒီနောက်ခံကစားသမားတယောက်အနေမှာဆိုရင်29နှစ်ဆိုတဲ့အရွယ်ကလုံးဝဒါအကောင်းဆုံးအရွယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်။ तू ကဘယ်လိုဆို34လောက်ထိကောင်းကစားလို့ရတဲ့အနေထားမျိုးမှာဆိုရင်ဒါ तू တွက်ဆိုရင်တော့အကောင်းဆုံးအသက်အရွယ်လို့လည်းကျွန်တော်တို့ပြောလို့ရတဲ့ကစားသမားဒီကစားသမားကဘတ်ဆီလိုနာကိုချိန်တင်ပေါက်ရမယ်နံပါတ်1ကစားသမားလို့တော့ကျွန်တော်ထင်တယ်။အခုဆိုရင်ဒီ3ယောက်မှကျွန်တော်ပြောမယ်နံပါတ်ချင်းတဲ့3ယောက်ပေါ့နော်။ဒီ3ယောက်ထဲမှာဆိုရင် Jonathan Duck ကချိန်တင်ပေါက်ဘတ်ဆီလိုနာကိုရောက်နိုင်တဲ့ကစားသမားဒါပါစီနိုနာဘက်ကကြည့်မယ်ဆိုတော့ဒီကစားသမားတွေတကယ်ရောပါစီနိုနာတော့လိုအပ်လားဒါကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ ီနောက်ခံကစားသမားဂျိုနာသန်ဒါကပါစီလိုနာတော့ကြတော့လိုအပ်တယ်မိုက်တယ်ကျွန်တော်လည်းကြိုက်တယ်ဒီကစားသမားကဘလုံးဆိုပါစီလိုနာနောက်တောင်အခုထပ်ပို့ပြီးတော့မှတောက်တင်လာတယ်နောက်တောင်တစ်ခုကျွန်တော်ပိုင်ဆိုင်မဲ့အခွင့်အရေးမျိုးပေါ့နော်ဒီကစားသမားကပါစီလိုနာတော့တော့ကျွန်တော်ခေါ်စီချင်တယ်တကယ်လည်းလိုအပ်တယ်လို့မြင်တယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်ကပြန်ကြည့်မယ်ဆိုတော့ကျွန်တော်ကအလွတ်ပြောင်းဆွေးချင်နေရမှာကိုယ့်ရဲ့ဗန်ဒါရဲ့အချက်တဲတွေကိုမတော်ထိခိုက်တဲ့အနေအထားမျိုးပေါ့နော်ဒီကစားသမားကျွန်တော်ပိုက်ဆိုင်ကွင်းရမယ်ပြီးတော့မှဒုတိယတယောက်အနေနဲ့ကျတော့ကျွန်တော်နီကိုဝီလီယံ နီကိုဝီလျံဘဲကကြည့်ရမယ်ဆိုရင်လိုအပ်လာဆိုတော့လက်ရှိဘာစီလိုနာရဲ့တောင်ပံမှာကဒီဘဲတောင်ပံချမ်းမှာပေါ့နော်ဒီကျွန်တော်ရာဖီညာကစားတယ်ရာဖီညာလုံးဝခြေစွမ်းပြတဲ့အနေထားနီကိုဝီလျံရောက်လာခဲ့မယ်ဆိုရင်ရာဖီညာကကျွန်တော်အရင်ပြောဘူးလို့ပေါ့နော်နေမာတဲ့ကျွန်တော်ပြောဘူးလို့မျိုးဒီခလေတဲ့ဝင်မယ်ဆိုရင်ဒန်နီအိုမိုအောက်ရမယ်ဒန်နီအိုမိုနားဝမယ်ဆိုရင်ဒန်နီအိုမိုနောက်မှာတခါအရင်ကစားသမားနေတဲ့ဖာမင်လိုပတ်တို့ဂါဘီတို့ထပ်စီတည်တယ်ဒါကပြောမယ်ဆို3ရက်လောက်ထိအရင်ဖြစ်သွားနိုင်တဲ့အနေအထားမျိုးမှာဆိုတော့နီကိုဝီလျံကဒါကျွန်တော်အနေနဲ့ကြတော့ လိုအပ်လာဆိုတော့တကယ်တမ်းကျတော့လိုအလိုအပ်ကြီးလည်းမဟုတ်ဘူးဒါပေမဲ့ရမယ်ဆိုရင်တော့ခေါ်ကျင်တယ်ဒါပေမဲ့အလိုအပ်စုံစားသမားတယောက်လာဆိုတော့ဒီစမ်း60ထပ်မှာပြီးတော့ဝင်မယ်ဆိုတော့ကျွန်တော်တိတ်ပြီးတော့သဘောတော့မတွေ့ပါဘူးဒါပေမဲ့ခေါ်ခဲ့မယ်ဆိုတော့လည်းဘယ်လိုမှဆိုကျွန်တော်အားပေးရမယ့်နေထားမျိုးပေါ့နော်ဒါနီကိုဝီလန်တတိယတယောက်ကျတော့ကျွန်တော်တို့ဒီလူဝီဒီယက်လီဗာပူးကနေလီဗာကစားကစားသမားဒီကစားသမားမကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့အသက်က27နှစ်ရွယ်ကောင်းတစ်ခုမှစီးနေတဲ့အခုရာဖီညာတို့နဲ့တက်လက်ပဲပေါ့နော်ဒီကစားသမား ဒါပေမဲ့သူရောက်လာမယ်ဆိုလဲဆိုတော့ကျွန်တော်ပြောတဲ့အချိန်ပဲပေါ့နော်ဒီရာဖီညာကိုပဲလာလာပြီးတော့မှသူကဒီရာတော့ရာဖီညာကစားနေဝင်းပါပဲထပ်ကစားမယ်ကစားသမားတွေဖြစ်နေတယ်တော့ကျွန်တော်ကျွန်တော်တွတ်တိုင်ပတ်တယ်တကယ်လည်းလိုအပ်လားဆိုတော့ရာဖီညာတယောက်လို့ကောင်းရင်းစီတည်တာပဲတတ်တည်ရတန်းတို့မှာကျွန်တော်တန်း80ကျော်ကျင်းတယ်ဘောလီပါဘူးပေးရမှာဒီပါဘူးကဒီအောက်လုံးကဆော့မယ်တင်ဖို့ဒီလိုနေထားမှာဒီလောက်ပတ်စံပေးပြီးဖွယ်သင့်သလားဆိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်မူဝယ်စီချင်ဘူးဘာကြောက်လဲဆိုတော့ဒါကအင်မတန်များတဲ့ဈေးလို့လည်းကျွန်တော်မြင်တယ်ဒီဈေးနဲ့တော့ဘာစီလိုလားဒီလောက်ထိ မရင်သိဘူးလို့တော့ကျွန်မမြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ Rafinha အကောင်းဆုံးကစားနိုင်တယ်။ Low Alisson ကပြီးတော့တက်ကစားလို့ရတယ်။ပြီးတော့မှကျွန်တော်တို့ Danny Omo တက်ထွက်ကစားပြီးလို့ရတယ်။ဒီလိုနေထားမှာဒီကစားသမားကဒီ Jayne နဲ့ကျွန်တော်တို့အရေးဆုံးမိဝင်မှာထက်ဆိုင်တော့သူထက်ဆိုင် Nico Williams လေးကနည်းနည်းလှုပ်ဖြစ်မယ်လို့ထင်တယ်။ဒါပေမဲ့လည်းနောက်ပိုင်း Nico Williams ရဲ့ဒီ La Liga မှာပြသနေတဲ့ performance တွေကတကယ်တမ်းကျတော့လည်းဒီလောက်ထိဒီရာသီမှာတော့ကောင်းပြီမဖြစ်တာတော့ကျွန်တော်တွေ့ရတယ်။ဒါကတော့ထားပါလိမ့်။အခုမှသူ့ရဲ့အသက်က22နှစ်ဆိုတော့လူငယ်ကစားသမားတယောက်ဖြစ်သင့်သေးတယ်။ ဒါပေမဲ့တကယ်တမ်းကျွန်တော်တူတဲ့စိတ်ရင်အရာပြောမယ်ဆိုရင်ဒီကစားသမားဒီထက်ဆိုင်ဒေါက်တာ80ဆစ်ဆယ်လောက်ကုတ်ကြမယ်ဆိုရင်တော့ကျွန်တော်အထောင်တိုက်စစ်မှုတယောက်အနေနဲ့ကျွန်တော်ကစားသမားတယောက်ခေါ်စီချင်တယ်ဒီကစားသမားတော့တခြားကစားသမားမဟုတ်ဘူးကျွန်တော်ဟိုးအရင်ရင်နဲ့ကြိုက်တဲ့ကစားသမားတယောက်ဖြစ်တယ်ဒါကတော့လက်စီတလက်တီကိုမှတ်ရမှာကစားနေတဲ့ဂျူလီယာအေဗာရက်ဒီကစားသမားကျွန်တော်အင်မတန်ကြိုက်တယ်ငွေငွေတွေတလောက်ကုန်ခံပြီးတော့မှယင်တော့မယ်ဆိုရင်တော့ကျွန်တော်ပထမဆုံးအနေနဲ့အေဗာရက်ကိုပဲခေါ်စီချင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့လီမိုနော့စကီရဲ့အသက်အရွယ်ကပိုင်ချာတစ်ခုထိရောက်နေပြီ ပြောမှဆိုသူနဲ့ဓာတ်နုကစားသမားတွေကတော့ဥရောပကိုဆွန့်ခွာသွားပြီဒီမျိုးဆက်တစ်ခုမှနောက်ဆုံးကြံတဲ့ကစားသမားတယောက်လို့လည်းပြောလို့ရတယ်ဒေတာရွယ်နဲ့ဒီနေသားထိကစားပေးတာကိုပဲကျွန်တော်ကျေးဇူးတင်ရမယ်ဒီတော့ကြောက်လဲဒီလီမိုနော့စကီရဲ့အရန်နေရာမှာဆိုရင်တော့ကျွန်တော်လက်ရှိမှာဒီကစားသမားဂျူလီယန်အေဘာဒါကိုကျွန်တော်ပို့ပြီးတော့ကြိုက်တယ်ဘာကြောက်ဆိုတော့ကျွန်တော်တစ်ဖက်ကနေနီကိုဝီလျံတို့လူဝီဒီယာတို့နေရာကြတော့လဲရာဖီညာစီတယ်ပြီးတော့မှလိုအပ်ရင်ဖာနန်ဒေါ်ရက်ကစားလို့ရတယ်ဒီပြင်တန်းနေအိုမိုထွက်ကစားပေးလို့ရတယ်ဂါဘီတက်ကစားလို့ရတယ် ဒီလိုအနေထားမှာဆိုရင်တော့ကျွန်တော်ဘယ်လိုပဲဖြစ်တော့ဒီနေရာမှာကျွန်တော်ဝင်ချင်းဝယ်တော့ဒီလောက်ပတ်စံကုန်မယ်ဆိုတော့ဂျူလီယန်အမ်ပါတက်ကိုပို့ပြီးတော့မှဝယ်စေချင်တယ်ဒါကကျွန်တော်တူရဲ့အမြင်ပေါ့နော်အမြင်လဲတူချင်မှတူမယ်ဒီနောက်ပြီးတော့မှကျွန်တော်ထပ်လိုချင်သေးတာကကျွန်တော်တို့ဒီညာဘက်ကဒီ సై ဘက်ကစားနေတဲ့ဂျူကွန်တရဲ့နေရာမှာခွန်တေးကအခုဆိုတယောက်တည်းပဲတရာဒီလုံးနီးပါးကိုကစားနေတာတပွဲတလေပဲကျွန်တော်လူငယ်ကစားသမားလေး form ဝင်ကစားတာတွေ့တယ်နောက်ပိုင်းပွဲတော်များမှာလဲဂျူကွန်တွေလုံးဝသူ့တယောက်တည်းထိုင်ပြီးတော့ကစားတယ်ပွဲတော်ပန်းတဲ့အနေအထားမျိုး ဒီနေ့မှာကျွန်တော်တို့ရဲ့ကစားသမားရိုနဲ့အာရူဟုကစားလို့ရတယ်ဆိုမဲ့လည်းနောက်ပိုင်းအာရူဟုကစားတာတိတ်မတွေ့ရဘူးဒီပဲဝင်ရဝယ်ချင်းဝယ်တော့ကျွန်တော်အဲ့ဒီပဲခြံကစိုက်ဘက်ကစားသမားတယောက်တော့ခေါ်ယူစီချင်တဲ့အရာကစားသမားတယောက်နေနေပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ဒီဂျိုနာသန်ဓာတ်ရောက်လာမယ်ဆိုရင်ရောဂျိုနာသန်ဓာတ်ကဒီအထိုင်မှာကစားပြီးမယ်ဆိုရင်ကျွန်တော်တို့ရိုနဲ့အာရူဟုတယောက်လုံးဝနေရာပျောက်သွားမယ်အနေထားမျိုးရှိတယ်ပြီးတော့မှကျွန်တော်ခရစ်စတစ်စင်ပြန်ကောင်းလာပြီခုနောက်ပိုင်းနော်ခရစ်စတစ်စင်ပြန်ကောင်းလာပြီ။ကွင်းလယ်ဘိုင်းကတော့ကျွန်တော်ပြောစရာမလိုဘူး။အားဖြည့်စရာလည်းမလိုတဲ့အနေထားပေါ့။ခရစ်စတစ်စင်ကကွင်းလယ်လည်းကစားလို့ရတယ်လို့ကျွန်တော်အနောက်တန်လည်းကစားလို့ရတယ်။ ဒီနေရာမှာသူနဲ့လာတူကျွန်တော်တို့ရဲ့ဒီအလီကာစီယာလည်းထက်စီသေးတယ်။ကွင်းလည်းကစားလို့ရတယ်။နောက်တန်းကစားလို့ရတယ်။ဒီလိုနေသားမှာဂျွန်နသန်ဒတ်ပါထပ်ပေါင်းစီလိုက်မယ်ဆိုရင်တော့နောက်တန်းတော့လုံအောင်ဆွေပဲ။ဒီလိုနေသားမှာဆိုရင်တော့ကျွန်တော်ဘယ်လိုပဲဖြစ်ဒီရော်နယ်အာရူဟုကိုမျှပြီးတော့မှနော်ကျူကွန်းဒီနဲ့ဒီစိုက်ဘက်မှာထားပြီးတော့မှကစားစေချင်တာပေါ့။ဒါကလည်းပြောလို့သာပြောရတာ။တကယ်တမ်းကျတော့ဒီဟန်စီဗီလီရဲ့ highlight ကလည်းအားလုံးကြည့်တဲ့အမြင့်တတတဲ့နေသားမှာရော်နယ်အာရူဟုစိုက်ဘက်မှာထားမယ်ဆိုတော့လေရင်တမမနဲ့ကြည့်ရမယ်ပွဲတွေဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်။ ။ဘာဖြစ်အခုကစားသမား၃ယောက်ကတော့ဘာစီလိုနာနဲ့လောကနာမည်ကြီးတဲ့ကစားသမားတွေဖြစ်တယ်။တကယ်တမ်းကျတော့ဘာစီလိုနာရဲ့လက်ရှိလူအင်အားကကျွန်တော်နောက်တရာသိနေရဒီလောက်ထိအေးဆေးသွားလို့ရတဲ့အနေအထားမျိုး။ဟန်စီဖီလစ်သာကင်ခဲ့မယ်ဆိုရင်ပေါ့။ဘာကြောင့်လဲဆိုတော့နံပါတ်၁တော့သူတို့ဂိုးသမားတော့စာချုပ်သက်တမ်းတိုးအောင်မယ်။ကဲမလို့ကျွန်တော် free ရမယ်။ကျွန်တော်တန်တက်တယောက်တော့ချိန်နေပါ free ရမယ်ဆိုရင်ပြည့်စုံပြီလို့တော့ကျွန်တော်ထင်တယ်။လူမဝယ်လဲပြဿနာမရှိလို့တော့မြင်တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိကျွန်တော်ဂိုးသမားဆက်စနီပုံမှန်စာချုပ်သက်တမ်းတိုးပြီးထား။နောက်ခံကစားသမားကျွန်တော်တို့ အထိုင်နှစ်ယောက်ကိုအဓိကထားမယ်ဆိုရင်လက်ရှိဖော်ရဆိုရင်တော့ဒါကုပါစီနဲ့ကျွန်တော်တို့မာတီနက်ကလုံးဝကျင်းနေပေါ့ဖလိုင်နန်နေနဲ့စီနေပြီသူတို့ရဲ့အရင်ကစားသမားတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါရိုနယ်အာရူဟုစီမယ်ဂျိုနာသန်တက်ထက်စီမယ်ပြီးတော့မှကျွန်တော်ခရစ်စတဆင်ကလည်းတန်ရပြန်ကောင်းလာပြီအရင်ထက်စီသေးတယ်နောက်ပြီးတော့မှကျွန်တော်ရဲ့ဒီအဲလီကာစီယာထက်စီမယ်အရင်၄ယောက်တော့စီတယ်ဖလိုင်နန်၂ယောက်ပြီးအရင်၄ယောက်စီတယ်ပြီးတော့မှတစ်ဖက်ကကျွန်တော်တို့ဒီ ကျုပ်ကိုနေပဲ့ချမ်းပေါ့နော်ကွန်တေပဲ့ချမ်းမဲမှာကြည့်မယ်ဆိုတော့ကွန်တေတော့အရင်ကစားသမားဆိုတော့လူငယ်ကစားသမားလေးဟက်တာဖောင်းတယောက်ပဲရှိတယ်ပြီးတော့မှဒါဒီကျွန်တော်တို့ရောနယ်အရူထွက်ကစားပြီးမယ်ဆိုတော့နှစ်ယောက်ရှိမယ်ပြီးတော့မှဘယ်ဒီဘယ်ဒီမှလည်းသူပဲ့ကအရင်တော့ဂျာမတ်တင်ရှိတယ်ဒါဘယ်ဒီပဲ့လည်းပြည့်စုံပြီပြီးကျွန်တော်ကွင်းလဲမှာဆိုရင်လည်းအများကြီးကျွန်တော်မှယူချက်စရာရှိတယ်ဖရန်ကီတီချောင်းပတ်တွီလက်စီမှာဒနီအိုမိုဒီက၃ယောက်ဒီ၃ယောက်ရဲ့အပြင်ကျွန်တော်တို့မှလူငယ်ကစားသမားဒီကာပီရိုထက်စီသေးတယ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီဖာမင်းလိုပတ်တို့လိုစီသေးတယ် ပြီးတော့ကျွန်တော်တို့ပါဘလိုတော်ရီတို့လိုကစားသမားမျိုးတွေလည်းထက်ကြံသေးတယ်။ဘာစင်တော့ကွင်းလေကပြောမှဆိုရွေးချယ်စရာတွေများတယ်။ပြီးတော့မှတစ်ခါနောက်ခံကစားသမားတွေတွေကနေမှဒီခရစ်စတယ်စင်တို့အလီကာစီယာတို့ကလည်းကွင်းလေအဖြတ်နေရာတက်ကစားပြလို့ရတယ်။ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီနောက်ရသည်မှာဆိုရင်ကျွန်တော်တို့ဒီကာဆာဒိုကပြန်ကောင်းလာမှစီးတယ်။ပြီးတော့မှတဖန်ကျွန်တော်တို့ရဲ့လူငယ်ကစားသမားနောက်တစ်ယောက်ဖြစ်တဲ့ဘာနဲ့အခုဆိုရင်လေ့ကျင့်ခန်းတွေပြန်ဆင်းတော့မှဆိုတဲ့သတင်းတွေတက်နေပြီ။ဒီကစားသမားလည်းလာမရသည်တော့ကျွန်တော်ပြည့်စုံနေပြီ။ကွင်းလေမှာကြည့်ရင်ကျွန်တော်တို့တွက်လူကအများကြီးဒီလိုအနေထားကိုကျွန်တော်ပိုင်ဆိုင်လာတဲ့တွက်ကွင်းလေကလုံးဝတောက်တင်းတယ်လို့တော့မြင်မိတယ်။ ီးတော့မှတိုက်စစ်တိုက်စစ်မူတွေအနေနဲ့ကြတော့လေကျွန်တော်တို့ Rafinha ပဲချမ်းပါဆိုရင် Rafinha ကစားနိုင်တယ်ပြီးတော့မှ Fernando Torres ရှိတယ်အရင်အနေနဲ့ Fernando Torres က Lewandowski ရဲ့အရင်ဆိုလဲဟုတ်တယ်လို့ Rafinha ရဲ့အရင်လည်းဟုတ်တယ်ပြီးတော့မှ Rafinha ကလည်းဒီဒီပဲချမ်းကကျွန်တော်တို့ Lamine မှာပဲချမ်းပါလေကစားလို့ရတယ် Lamine ပဲချမ်းကစားလို့လည်းရတယ်ဒါလိုအပ်လာလို့ဆိုရင်ကျွန်တော်ဖြစ်ကစားမယ်ကစားသမားတွေအစီပိတာပဲဒီဒီ Rafinha ပဲချမ်းပါဆိုရင်ကျွန်တော်တို့ Capita ကစားပြီးလို့ရတယ်ပြီးတော့မှဒီကျွန်တော်တို့တန်နီအိုမိုတက်ကစားလို့ရတယ်ထွက်ကစားလို့ရတယ် ဘလုံးဆိုတိုက်စစ်မှာလည်းကျွန်တော်လင်းကားရောက်အောင်နေထားပြီးတော့စီးတယ်အဲ့ဒီတော့ကျွန်တော်မပွဲစီချင်သေးဘူးပေါ့နော်ဒီတရားသီလောက်ကနောက်တရားသီလောက်ကတော့ထပ်သွားလို့ရတယ်လို့ကျွန်တော်မြင်တယ်မဖြစ်မနေဝယ်မယ်ဆိုရင်တော့ကျွန်တော်အားလုံးထက်ဆိုင်တော့ဒီ Everdale လေးကိုကျွန်တော်ပို့ပြီးတော့မှသဘောကျတယ်လို့ကျွန်တော်မြင်မိတယ် Barcelona fan တွေကရောလက်ရှိရသည့်ကုတ်မှာ Barcelona တင်းကိုဘလုံးမြင်မိလဲဒီအပြောင်းဆွေးတင်မှာကျွန်တော်တို့ဘေကစားသမားတွေကိုအဓိကထားပြီးတော့မှပြတ်မှတ်ထားပြီးတော့ဝယ်ယူသင့်တယ်လေပေါ့နော်ပညာလေးလိုအပ်ချက်ရှိလဲဆိုတော့ကျွန်တော်ကုတ်မှတ်လေးထဲမှာမှတ်ချက်ရေးသွားကြဖို့တော့ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးသူပဲကျေးဇူးတင်စီပါ